အိရှာမှာဝန်ထမ်းတွေရဲ့လာစာကျမရေးမှတ်တမ်းနဲ့ပုံကိုရေးအချက်အလက်လိုမျိုးအရေးကြီးတဲ့လှုပ်ဝက်အချက်အလက်တွေကိုကျမတို့ကင်တွယ်တဲ့အခါလုံခြုံရေးပေါ်စားတဲ့အတွက်ကြောင့်ကုမ္ပဏီနဲ့ဝန်ထမ်းရဲ့ကုန်သိက္ခာကိုတိတိတသာထိခိုက်စေနိုင်တာမျိုးတွေဖြစ်စေတတ်ပါတယ်။ဒါဒီနေ့မှာတော့ကျမတို့အိရှာတွေအနေနဲ့ကဝန်ထမ်းတွေရဲ့လှုပ်ဝက်အချက်အလက်တွေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကျမမျှဝေပြသွားပါမယ်။ပထမဆုံးအနေနဲ့ကကျမတို့ physical နဲ့ digital access ကိုကျမတို့ကန့်သက်ထားဖို့လိုအပ်ပါတယ်။ ဝန်ထမ်းရဲ့ new website စာတမ်းတွေကိုကျမတို့တောက်ခတ်ထားတဲ့ဗီဒီယိုတွေထဲမှာပဲထားရှိပြီးတော့ digital file တွေကိုလည်းလုံခြုံတဲ့ password နဲ့ဝင်ရောက်ခွင့်ကိုလိုအပ်တဲ့သူတွေကိုပဲပေးဖို့လိုအပ်ပါတယ်။အဲ့တော့သိဖို့လိုအပ်တဲ့သူတွေကဘယ်သူတွေလဲဆိုတာကိုလည်းကျမတို့ကတိတိကျကျသတ်မှတ်လိုက်နာပြီးတော့ HR ဌာနအတွင်းမှာတော့အချက်အလက်အမျိုးအစားအလိုက်ဝင်ရောက်ခွင့်ကိုကျမတို့ကန့်သတ်ထားရပါမယ်။ ဒုတိယအနေနဲ့ကကြတော့ကျွန်တော်တို့ရှင်းလင်းတဲ့ထိမ့်သိမ့်မှုနဲ့ဖြည့်ဆည်းမှုမူဝါဒကိုကျွန်တော်တို့ချမှတ်ဖို့လိုအပ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့တနည်းအားဖြင့် clear retention နဲ့ distraction policies ပေါ့နော်။ဝန်ထမ်းအချက်အလက်တွေကိုဘလောက်ကြာအောင်ကျွန်တော်တို့သိသိရမယ်ဆိုတော့အချိန်ကာလကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားဖို့လိုအပ်ပါတယ်။အဲ့တော့သတ်မှတ်ထားတဲ့အချိန်ကျော်လွန်တဲ့အခါမှာစာရွက်စာတမ်းတွေကိုဒီတိုင်းပဲပြစ်လိုက်တာမျိုးမဟုတ်ဘဲနဲ့စနစ်တကျဖြည့်ဆည်းတာဥပမာစက်နဲ့ပေါ့နော် shredding လုပ်တာဒါမှမဟုတ်လို့ရှင်လေ digital မှတ်တမ်းတွေကိုလုံ ကြုံစွာနဲ့ချက်တာပေါ့နော် secure deletion ကိုပြုလုပ်ရပါလိမ့်မယ်မလိုအပ်တော့တဲ့အချက်အလက်တွေစုပုံနေတာမျိုးကိုကျမတို့ရှောင်ကြဉ်ဖို့အရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျမတို့ကဝန်ထမ်းတွေကိုပုံမှန်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ် HR ဝန်ထမ်းအားလုံးကကြတော့ကျမတို့ဒီ employee တွေအားလုံးရဲ့လှုပ်ဝက်အချက်အလက်တွေထိမ့်သိမ်းမှုဆိုင်ရာမူဝါဒကိုကျွန်တော်တို့တိတိကျကျနားလည်ပြီးလိုင်းနာနေဖို့လိုအပ်ပါတယ်။နှစ်စဉ်စစ်တမ်းတွေ train တွေပေးခြင်းအားဖြင့်လည်းဒီအချက်အလက်တွေကို email နဲ့အလွယ်တကူပေးဖို့တာဒါမှမဟုတ်လို့ရှင်လည်းမလုံခြုံတဲ့ဒီ cloud server ပေါ်မှာတင်တာမျိုးတွေပေါ့နော်မလုံမိဖို့ကိုကျွန်တော်တို့ကြိုတင်ပြီးတော့တားဆီးနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့အချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှင် access တွေကန့်သက်တာထိမ့်သိမ်းမှုမူဝါဒတွေချမှတ်တာပြီးတော့ပုံမှန်လေ့ကျင့်ပေးတဲ့နည်းလမ်းတွေကိုကျွန်တော်တို့သုံးသွားမယ်ဆိုလို့ရှင် ချာဌာနမှာဗနန်းတွေရဲ့လှုပ်ဝက်အချက်အလက်တွေကိုကျမတို့အမှန်တကယ်ပဲလုံလုံခြုံခြုံနဲ့ထင်သိမ်းနိုင်မှာဖြစ်ပါတယ်။